မင်္ဂလာပါမင်းသိကဗီဒီ application မှာကြိုဆိုပါရစေမင်းသိကဗီဒီပြည်သက်ကြီးအတွက်2025 mass လ16ရက်နေ့မှာ2025 mass လ22ရက်နေ့အထိတပတ်စာဗီဒီများကိုဟောပြောပေးသွားမှာဖြစ်ပါတယ် ။တနင်္ဂနွေသားသမီးများအတွက်တပတ်စာပေတဲ့ hostel အလုရှောက်ထားပါကသူမို့အလုရှာနေပါကအလုရမီအိမ်အိမ်ခန်းတိုက်ခန်းကွန်ဒိုခန်းအယောင်ဝင်ဖြစ်ပြီးဘာသာရေးကိစ္စဆောင်ရွက်ခြင်းသူမို့ဘာသာရေးနဲ့ဆိုင်သောဒိဋ္ဌန်များပြုလို့ရလိမ့်မည်။နိုင်ငံခြားခရီးတွက်ကူညီမဲ့သူပေါ်မီဝင်ငွေကောင်းပြီးမိသားစုနှင့်ပတ်သက်သောတရင်ကောင်းကြားရမည်ဆက်ပစ္စည်းဝင်ပြီးဈေးမာရေးကတော့အသေးရောင်းပြီးပညာရေးနဲ့ပတ်သက်ပြီးတိုးတက်မှုရှိပါသည်အချစ်ရင်းနဲ့အိမ်တော်ရေးမှာတာယာပါသည်။ကံကောင်းသောကနေများမှာ၄၅၉ကနေများဖြစ်ပါသည်။နေရီယာအနေနဲ့ နင်းကုနေနေမှာတကိုကြီးဖရားတနင်းကုနေတောင်းမှာပုံးစလေးညွတ်ကလူပူစောပါတနင်းကုနေသားသမီးများတဲ့ဒီတစ်ပတ်မှာစိတ်အကြံပါခြင်းကိုကြီးကြံပါခြင်းများနဲ့ပြည့်စုံပါစေကောင်းသောလူရင်ဆန္ဒများလည်းပြည့်ဝကြပါစေ တနင်္လာသားသမီးများအတွက်တပတ်စာပေတွင် hostel ဝန်ထမ်းဖြစ်ပါကအလုတ်ပြောင်းအလုတ်နေရာပြောင်းပေါ်မီမြေရောင်းဝယ်အတွက်စာချုပ်ချုပ်ရလိမ့်မည်မော်တော်ကားအရောင်းဝယ်ဖြစ်မီပဲပြောင်းနှံကောက်ပဲတည်နေအရောင်းဝယ်ဈေးကောင်းရမီတယ်လီဖုန်းပြက်မီသို့မဟုတ်ပြောင်းမီဝင်ငွေကောင်းမီအမှုကိစ္စအတွက်ရင်းရလိမ့်မည် ကုသိုလ်ကောင်းမှုတစ်ခုခုပြုလုပ်ရလိမ့်မည်ကျဲမာရေးကတော့နာယောဂါဖြစ်မီပညာရေးနဲ့ပတ်သက်ပြီးအောင်မြင်မှုများရရှိမီအချစ်ရေးမှာကံမကောင်းမှချစ်သူနဲ့စကားများမီအိမ်တော်ရေးမှာလည်း ခြေအနေမကောင်းပါကံကောင်းသောကနေ့များမှာ3 5 6ကနေ့များဖြစ်ပါသည်ဒေရီယာနေနေ့တင်းလာနေ့မှာတကိုးကြီးဖရာတင်းလာတော့ပါတကွန်ဖြူနှစ်လက်ကလူဘူးစောပါတင်းလာသားသမီးများတွေဒီတစ်ပတ်မှာစိတ်ရည်ချမ်းမခြင်းကိုယ်ရည်ချမ်းမခြင်းများနဲ့ပြည့်စုံပါစေကောင်းသောလူရင်းဆန္ဒများလည်းပြည့်ဝကြပါစေ အင်္ဂါသားသမီးများအတွက်တပတ်စာပေးတဲ့ hostel အလုတ်သိရမည်သို့မဟုတ်အလုတ်သိအတွက်တရင်ကောင်းချရမည်နိုင်ငံသားခရီးစဉ်အတွက်ကူညီမဲ့သူပေါ်မည်ဖျားဘူးခရီးထွက်ဖို့အတွက်အစီအစဉ်ပေါ်မည်အဝတ်ထည်အစ်စ်ဝင်မည်ညှော်လင့်ထားသောငွေများဝင်လာမည်စိုင်းကဲအစ်စ်တစည်းဝင်မည်ဈေးရုံသို့လူနာမေးသွားရမည်မိခဲ့သောကောင်းဤမိခင်ဖခင်တဦးဦးကျဲမာရေးညံမည်ကျဲမာရေးကတော့အသေးရောက်မည်ပညာရေးနဲ့ပတ်သက်ပြီးအထူးစူးစမ်းရမယ့်အချိန်ဖြစ်နေသည်အချိန်ရင်းမှာတာယာနေပါသည်ချစ်သူထံ မှာလက်ဆောင်ရပြီးအိမ်တော်ရေးမှာလည်းတာယာနေပါသည်။ကံကောင်းသောကနေများမှာတစ်ခွန်ကိုကနေများဖြစ်ပါသည်။ဒေဒီယာနေနှင့်အင်္ဂါနေမှာမိမိနေအိမ်ဖျားချောင်းဆောင်မှာစီထမင်းသုံးပွဲကတ်လူပူဇော်ပါ။အင်္ဂါသာသမီများတွင်ဒီတစ်ပတ်မှာစိတ်ကြမ်းမှခြင်းကိုကြီးကြမ်းမှခြင်းများနဲ့ပြေဆုံးပါသည်။ကောင်းသောလူရင်ဆန္ဒများလည်းပြေဝကြပါစေ။ ဗုဒ္ဓဘုရားသမီးများတွင်တပတ်စာပေတွင် hostel နိုင်ငံသားတန်ရုံတရုံမှာဗီဇာလျှောက်ထားပါကဗီဇာရမည်ဝန်ထမ်းဖြစ်ပါကလုပ်ငန်းခွင်မှာပြည်သက်တာအနေငယ်ဖြည့်ရှင်ရမည်ရေလုပ်ငန်းရေထွက်ပစ္စည်းရောင်းဝယ်လုပ်ငန်းမှာအခက်အခဲပေါ်ပြီးအမွေကိစ္စအတွက်တရင်ကောင်းကြာရမည်တကူးခိုးခံရမည်သို့မဟုတ်လူလိန်ခံရမည်ရဲဝဲမှငွေရောက်မည်ဇဲမာရေးနေနေချောင်းဆိုးမည်ပညာရေးနဲ့ပတ်သက်ပြီးကြိုးစားမှုအားနည်းနေပါသည်အချစ်ရေးမှာအနောက်ရှက်ပေါ်ပြီးအိမ်တော်ရေးမှာလည်းအိမ်တော်ဘက်ဤဇဲမာရေးကြောင့်စင်ငင်ရ ိမ့်မည်။ကံကောင်းသောကနေ့များမှာ989ကနေ့များဖြစ်ပါသည်။ဂျေရီယာနေနေ့ဗုဒ္ဓဘူးနေ့မှာမိမိနေအိမ်ဖရာကြောင်ဆောင်မှာယူလေးမျိုးကတ်လို့ပူဇော်ပါ။ဗုဒ္ဓဘူးသားသမီးများနဲ့ဒီတစ်ပတ်မှာစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပါစေ။ကောင်းသောလူရင်းဆန္ဒများလည်းပြည့်ဝကြပါစေ။ ဇာတာပြေတာသီပြရအတွက်တပတ်စာဗီဒင်ဟော့စတန်မိမိလုပ်ငန်းအတွက်အရေးကြီးစိုက်ထုတ်မဲ့သူပုံမီပို့မဟုတ်ရှယ်ယာဝင်မဲ့သူပုံမီတူလောင်ထားသောကုန်ပစ္စည်းများစည်းကောင်းရမည်နိုင်ငံသားခရီးအတွက်ကူညီမဲ့သူပုံမီမော်တော်ဆိုင်ကယ်အယောင်းဝယ်ဖြစ်မည်ကျွေးကိစ္စအတွက်ရင်အေးရလိမ့်မည် အမွေကိစ္စအတွက်ညီနိုင်ရာမှာအောင်မြင်မှုရရှိမည်ကျန်းမာရေးအနေနဲ့အယိုးကြီးပေါင်းယောဂါဖြစ်မည်ပညာရေးမှာအခက်ခဲအနှဲငယ်ပုံမီအချစ်ရေးမှာချစ်သူနှင့်အနေဝင်နေလိမ့်မည်အိမ်တော်ရေးမှာလည်းအိမ်တော်ဘက်နဲ့ နေစိမ့်နေလိမ့်မယ်။ကဲကောင်းသောကနေများမှာ1 5 6ကနေများဖြစ်ပါရေဒီယာအနေနဲ့ဇတာရီနေ့မှာမိမိနေအိမ်ဖျားကြောင်ဆောင်ပါကောင်းခြင်းမောင်းကတ်လူပူဇော်ပါဇတာရီသားသမီးများတွေဒီတစ်ပတ်မှာစိတ်အကျဉ်းမှခြင်းကိုယ်အကျဉ်းမှခြင်းများနဲ့ပြည့်စုံပါစေကောင်းသောလူရင်းဆန္ဒများလည်းပြည့်ဝကြပါစေ တောက်ချာသားသမီးများအတွက်တပတ်စာပေတွေ hostel အိန္ဒိယအရွှေ့ပြောင်းပေါ်မီသို့မဟုတ်အိမ်သစ်တရမီဝန်ထမ်းဖြစ်ပါကလုပ်ငန်းခွင်ထဲမှာမနာလိုသူပေါ်မီ အတိုက်ခိုက်ပေါ်မီနိုင်ငံသားခရီးအတွက်သတင်းကောင်းကြားရမီရေရောင်းဝယ်ဖြစ်မီကုသိုလ်ကောင်းမှုတစ်ခုပြုလုပ်ရလိမ့်မည်လေယာဉ်လုပ်ငန်းသုံးဆက်ပစ္စည်းဝင်မီတခိုးခိုးခံရမီသို့မဟုတ်ကပိုင်းနိုင်ခံရမီဈေးမိုင်းနေနေချက်တော့နာမီပညာရေးနဲ့ပတ်သက်ပြီးအောင်မြင်မှုများရရှိမီအချစ်ရေးမှာချစ်သူဟောင်းဒုက္ခပေးမီအိမ်တော်ရေးမှာလည်းအိမ် နောင်ဘက်ဤဆွေမျိုးများကြောင့်စိန်ကြီးရလိမ့်မည်။ကံကောင်းသောကနေ့များမှာ149ကနေ့များဖြစ်ပါသည်။ရေဒီယာအနေနဲ့တောက်ချာနေ့မှာတကိုကြီးဖျားတောက်ချာတောက်မှာတပြေစကူညွန့်ကလူပူဇော်ပါ။တောက်ချာသာသည်များတဲ့ဒီတစ်ပတ်မှာစိတ်ဤကျမ်းမာခြင်းကိုဤကျမ်းမာခြင်းများနဲ့ပြည့်စုံပါသည်။ကောင်းသောလူရင်ဆန္ဒများလည်းပြေဝကြပါစေ။ စနေသားသမီးများအတွက်တပတ်စာပေတဲ့ hostel စိုက်သိဖွင့်ခြင်းလုပ်ငန်းသစ်ပြုလုပ်ခြင်းများပြုလုပ်ရလိမ့်မယ်။ဝန်ထမ်းဖြစ်ပါကလစာတို့ရာတို့တို့တရင်ကောင်းကြာရမည်။အိမ်အိမ်ခန်းတိုင်ခန်းကိုယ်တို့ကအယောင်ဝယ်ပြုလုပ်ရလိမ့်မယ်။အမှုရှိပါကအမှုနိုင်မည်။နေအိမ်ဤအနောက်ဘက်မှာမီးလောင်မီးလန်းဖြစ်ပြီးသို့ဖြစ်ပါကဖနဟောင်းတရံကိုစွန်ပစ်ပါ။ဆွေမျိုးတကူဤကျမ်းမာရေးကိုကူညီရလိမ့်မယ်။ကျမ်းမာရေးကတော့အိမ်မပျော်သောယောဂါဖြစ်ပြီးပညာရေးမှာအောင်မြင်မှုများရရှိနေပါသည်။အချစ်ရေးမှာတာယာနေပါသည်။အိမ်တော်ရေးမှာလည်း ဲ့အဆင်ပြေနေပါသည်။ကံကောင်းသောကနေ့များမှာ၄ခွန်၈ကနေ့များဖြစ်ပါသည်။ရေဒီယာနေနေ့စနေနေ့မှာတကိုကြီးဖျားစနေတောင်းမှာထီးဖြူငါးလက်ကတ်လူပူစောပါစနေသားသည့်များတွေဒီတစ်ပတ်မှာစိတ်ကြမ်းမာခြင်းကိုယ်ကြမ်းမာခြင်းများနဲ့ပြည့်စုံပါစေ။ကောင်းသောလူရင်းဆန္ဒများလည်းပြေဝကြပါစေ။မင်းသင်္ခါ application မှာဆရာဦးဟိန်ထက်စွာဆရာမဒေါ်စုလေးရတနာတို့နဲ့ video call မေးမြန်းနိုင်ပါတယ်ရှင်။ ဆရာကြီးမင်းတင်ခါရေတပည့်အရင်ရန်ကုန်မန္တလေးမှဝိုင်းရင်ဆရာဆရာမများနဲ့လည်းဗီရင်မင်းမြနိုင်ပါတယ်ရှင်။ခုနှစ်ရက်သားသမီးများအတွက်ဆောင်းရန်ရှောင်းရန်တပတ်စာကညီမကိုမင်းတင်ခါဗီရင် YouTube Channel တွင်လည်းကြည့်ရှုနိုင်ပါတယ်ရှင်။မင်းတင်ခါဗီရင် Application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။